းဒီကတော့ကောင်းတယ်တမင်းစီတမင်းလေးကောင်းတယ်อืมဘာဟေးဟာဘာလို့ဗျာတကယ်ကျွန်တော်ရမ်းရက်ဆက်တာပဲဗျာဟုတ်ကဲ့ဟာမင်းဘာလို့ရက်ဆက်လို့လဲဟာဗျာအခုကျွန်တော်ကြားခဲ့တဲ့တင်းလေးဗျာအရန်ရက်ဆက်တယ်လူမဆန်ဘူးနော်ဘာလို့လုံးပုံကန်မိုးတွေကလေဘာဖြစ်နေလဲသိလားမြေလိမ့်ရအောင်လေနှံဆိုင်တို့ဖြစ်နေတယ်ဗျ။အော်မင်းရလေကွာ။ငါ့ကိုချင်းချင်းလေးလေးပြောပါငါ့ကိုဒဲ့ပြော တွဲဝိုက်ပြီးမပြောနဲ့ငါတို့စီရင်မင်းအောင်နင်းနဲ့ဟိုဒီလောက်ပြောတော့အဘမသိဘူးပေါ့အဲ့ဆိုကျော်ဒဲ့ပြောမယ်ပြောအဘတို့လေအခု၄နှစ်၅နှစ်ရှိသွားပြီနော်ပြည်သူရှီကအာနာကိုအဘတို့မတရားလုပ်ယူထားတယ်ဩအဲ့လားတစ်ချက်အခုလည်းအခုကြောင်မဲအင်းကြောင်မဲကိုကြည်တယ် ကြောင်မဲကိုလင်းကြီးလေနေနဲ့လက်နဲ့ကြီးလက်နဲ့ငယ်လေးနဲ့လူဝင်အားနေနဲ့ကြောင်မဲအခုကြောင်မဲပြည်သူဘာဖြစ်နေသေးလဲဘာဖြစ်လဲကြောင်နေကြပြီလေအော်ဒါစစ်တိုက်တာလေကွာကစားနေတာမဟုတ်ဘူးလေကွာစစ်တိုက်နေတာပန်းနေနဲ့ပေါက်နေတာမဟုတ်ဘူးတန်တက်တွေနဲ့ပြည်နေတာတည်တတ်တယ်တည်တယ်လေရှောင်ညာရှားကြာမှန်လေအဲ့ရှောင်ညာရှားကြာဆိုတာကျွန်တော်စစ်တိုက်တယ်ဆိုတာအဖအဘတို့ကူလုံနေတာကိုစစ်တိုက်တယ်လို့ခေါ်တာလားဟုတ်တယ်လေဟာအဲ့လိုအဘတို့ကယောက်ျားမဟုတ်ဘူးဟဲ့ဟဲ့ငါယောက်ျားဟုတ်လားမဟုတ်လားမင်းသိတယ်နော်မှုန့်လေကျွန်တော်ပြောတာယောက်ျားဆိုတာတတိရှိစွာနဲ့နော် စစ်ကိုကြေညာပြီးမှတိုက်ရတယ်ဒီနေရာကိုငါတို့စစ်ထိုးတော့မယ်စစ်တိုက်တော့မယ်ဟေ့ဆိုရင်ဒီနေရာမှာရှိတဲ့ပြည်သူတွေကိုအသိပေးရတယ်အဲ့လာမှာပြည်သူတွေကရှောင်လို့ရှားလို့ရမယ်နောက်မှကျွန်တော်မယ်ဘုံကိုချင်းကိုဘုံကိုချင်းနဲ့ဝင်ဘုံလို့ရမယ်အခုကတော့ဗျာဘာမှမဟုတ်ပဲနဲ့ပြည်သူလည်းအသိမပေးမယ်အဖားတို့ကလေဟိုမင်းမကြည့်မင်းမကြံနေလေဟာဝင်ပြီးတော့လက်လက်ကြီးလက်လက်ငယ်တွေလေမြန်နေနဲ့လူဝင်ရနေဝင်ဆောက်တော့အဖားတို့ကဟိုရုံမှားမှုကကျွန်တော်ပြောလို့တော့မထွက်တော့ဘူးတိလားဟဲ့ဟဲ့နေပါဦးမယ်မင်းတို့ကငါ့ကိုတတ်တိမရှိဘူးလို့ပြောရလားဟုတ်တယ်လေပါ ဒါတတိရှိအောင်တတိရှိတယ်ဆိုယောက်ျားချင်းစိန်ခေါ်လိုက်ဟဲ့မင်းတို့ငါလာတိုက်မယ်ဟဲ့ဘယ်နဲ့ဘယ်ချင်းမှငါတို့လာတိုက်မယ်ဟဲ့ဆိုရင်သူတို့ကလည်းပြင်ဆင်ပါပဲကိုရီးယားလည်းပြင်ဆင်ပြီးတိုက်မင်းတို့ငါမနေ့ကပြောတယ်မလားတက်ချုပ်ပြန်ရောက်နေပြီ तू ပြန်ရောက်တဲ့အချိန်မှာ तू နိုင်ငံသားကိုခရီးစဉ်သွားနေရရုရှားကိုသွားနေတဲ့အချိန်မှာကိုမျိုးတွေပေးလိုက်ရတယ်မျိုးတွေပေးလိုက်ရတော့တပည့်မျိုးတို့ကမသိရဘူးမသိရပါဘူးမသိရဘူးတပည့်မျိုးတွေကမသိရဘူးအေအေတို့ဘာတို့ခရီနီတို့ဘာတို့မသိရဘူးမသိရတော့ဘာလဲဘာဖြစ်လဲ လကားနေလကားလေဒီဖားလေးကိုပဲထုတ်ထုတ်ပြီးကြိုက်နေတာဒီကြောင်မဲကြောင်မဲကြောင်မဲကြောင်ကြောင်မဲကိုသူဘာလို့လုပ်ပါလဲမင်းမျိုးကနေပြီးတော့သူ့ထောက်ကူပေးလို့ရတယ်ကျွန်တော်တော့ပါပါတယ်ကြောင်မဲကိုရိုက်လို့ရတယ်ကျွန်တော်ပြောတာပါယောက်ျားမှန်တတိရှိတာနဲ့ပုံဝင်လင်းလေးဟဲ့ဒီညောင်ကတော့တိုက်မယ်ဟေးရောက်စိန်ခေါ်လိုက်ကျွန်တော်ပြောတာအခုကပြည်သူတွေဘာမှအသိမပေးမနေဘာလို့လေအနေနဲ့ကြည့်အမြောက်နေနဲ့ပြည့်ပြီးတော့လူရဲရဲတက်ဆောင်တော့ဘာအဲ့ကြောင်မဲမှာရှိတဲ့ပြည်သူတွေကကျွန်တော်တို့မြန်မာပြည်သူတွေပဲလေ ကျွန်တော်ပြည်သူတွေပဲဒီအခုအဲ့ကျွန်တော်ပြည်သူတွေကြောက်နေရပြီတိလားအေးမင်းပြောသလိုဆိုငေါတို့ကမင်းမချင်းမင်းမကြံမင်းမလို့မင်းမရနဲ့ငေါတို့ကညီတော့ လျှက်ရပြန်ငါတို့ကဝင်တိုက်လို့ပြည်သူတွေဒုက္ခရောက်ပြီးတော့ပြည်သူတွေကနေကစင်ကလေးရမ်းနဲ့ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့မင်းငါ့ကိုပြောနေတာလားဟုတ်တယ်ဗျာဒဲပြောငါ့ကိုဒဲပြောအမားတို့ကအဲ့လောက်ပြောနေအောင်ဘာလို့နားမလဲဦးဒီဘာလို့အဲ့လိုတော့မလုပ်သိဘူးဒဲပြောဆိုတော့ငါ့ကိုပြောခဏမို့တက်ချုပ်ကိုသွားပြောငါဘလို့နေလဲမင်းသိတယ်မလားမဟုတ်လေတက်ချုပ်ကိုသွားပြောဆိုငါကလေကြီးတဲ့မှုကိုသေးအောင်သေးတဲ့မှုကိုပပြောင်ငါလုပ်နေလေတက်ချုပ်ခိုင်းသည်မြ၁၀ခုခိုင်းငါ၁၀ခုသလုံးငါလုပ်လို့လား မလုံတာတော့မလုံဘူးလीဒါပေမဲ့ကျွန်တော်ပြောတာကဘီယာကြီးကဒီကိစ္စကြီးကဒါကြီးကတော့ဖြစ်တင်တယ်မဖြစ်တင်ဘူးဒါကတော့တက်ချုပ်ကြီးရေကျွန်တော်ကတော့မကောင်းဘူးခါကြတော့ဘာလို့နေပါပြောတင်တယ်လीငါပြောတာပဲ ကိုကိုပြောလိုက်ပါကွာဗမာစကားပြောလို့ရှိသေးရဲ့ကွာတက်ချုပ်ကခုဘာပြဲ तू လှုပ်ချင်တာ तू လှုပ်နေဟိုလိုလှုပ်ဒီလိုလှုပ် तू လှုပ်ချင်နေဆိုစိတ်ကူးတော့ပေါ်တော့ဥစ္စာလုံးနေ तू ကအာနာယူနာခွေးမိကောင်ကြည်တော့ဆိုကွာမင်းသိရတဲ့အတိုင်းပဲမင်းဟုတ်ပါပြီဘာလို့ကဟိုလှုပ်ဘာလို့ရဲ့လှုပ်ရဲ့ကတရေဘောကြောင့်လို့ဖြစ်နေတာပါဟုတ်ဟောတော့နေတက်ချုပ်ကိုသွားပြောဟုတ်လေအခုကအဘအကိုရှိလို့ကျွန်တော်ရဲ့အဘအကိုပဲပြောရတာလေအဘရဲ့အဘအတင်းအဘတက်ချုပ်ကိုပြောနောက်ရှိသေးတယ်ဗျနောက်ဒါနေကိုအတွင်းတင်း နော်ကျွန်တော်ကအတွင်းတင်းငါ့ကိုလာခုနောက်တော့လည်းမင်းငါ့ကိုပြောချင်တိုင်းပြောပြီးအခုကျမှလာပြီးစကားကိုတိုးတိုးနဲ့ကြဲကြဲပြောတော့ဗာမြမှာဆိုလို့လည်းမင်းကဩအဘကလည်းကျွန်တော်ပြောမှန်ဟောအဘအရင်နားထောင်ကြည့်ဦးအခုကျွန်တော်စင်ယုံကပြန်လာတာလေတကားသိတယ်လေစင်ယုံကပြန်လာစင်ယုံကပြန်လာအဘစင်ယုံကကျွန်တော်တို့ဘက်ကလူရှိတယ်လေကျွန်တော်တို့သတင်းပေးပေးနေလေလူရှိတယ်လေဩဟုတ်ကောင်ဟိုငါတို့ငါတို့ဒီလူပြောအဘရဲ့ပြန်ကြားရေးသတင်းထုတ်ပြန်ပေးတယ်နေရာနေမှာနားရရှိတယ်အဘရဲ့သူကကျွန်တော်စင်ယုံပြန်ကြားရေးဟုတ်တယ်ကျွန်တော်သတင်းပေးလိုက်တယ် တင်းပေးလိုက်တယ်ပြောရမယ်ကျွန်တော်ဟိုဘာဘာတင်းလဲငါငါဒီအားဒီတော့ငါတဏီယာပြောင်းရတော့မှာလားနေရောကျွန်တော်ပြောပြအောင်ဂျာမာတွေကအစ်စ်ပြန်ဆင်ရမှာလားပြောင်းစရာမလိုဘူးအခုအားကတင်းထွက်လာတာကတဲ့တဲ့ဘာထွက်လာလဲဆိုတော့အခုဒီတရက်နှစ်အတော်တွင်းကိုတဲ့ဒီတရက်နှစ်တော်တွင်းကိုကျွန်တော်တို့ဒီမြန်လုံးနိုင်ငံမှာရှိတယ်မြန်မာပြည်အဲနေရာနေရာပေါင်း224မြို့224နေရာပေါ့ဗျာအဲ့လေးနေရာကိုဒီတရက်နှစ်အတွင်းမှာပဲ ျွန်တော်ဝင်ရောက်ပြီးကျွန်တော်ဖမ်းဆီးမယ်လို့တရင်ကြားနေရတယ်ဟာအဲ့ဒါဆိုရင်ကျင်းတင်နေပြီကွာเนาะဘာလို့ဆိုတော့ဒီကြောင်မဲကိုငါတို့အခုတက်ပြီးတော့ငါတို့ကနေပြီးတော့စစ်ထိုးတာလေဟုတ်တယ်လူတွေလုံးမယ်ဟုတ်တယ်ပြီးတော့ဒီဘက်ကနေပြီးတော့ကြောင်မဲကိုငါတို့ကဟိုထိုးနေတုန်းမှာဟိုဘက်ရခိုင်ဘက်ကိုလည်းအခြေလွတ်သွားမှာဆိုလို့ရခိုင်ဘက်ကိုလည်းငါတို့အင်အားပို့ခြင်းတယ်ဟုတ်တယ်ကရီနီဘက်ကိုလည်းငါတို့ကပို့ခြင်းတယ်အဲ့လိုမျိုးဖြစ်အောင်224နေရာကိုငေါတို့ကစီမံချက်တွေနဲ့ဆွဲမယ်ဆိုတော့ဒီတရနေ့တော့လေမြန်မာပြည်သူပြည်သားတွေဒီကလေးသူငယ်တွေပေါ့ကွာဒီ ဟိုလူငယ်တွေနဲ့လူလက်ပိုင်းတွေရှောင်ပါရှောင်ဖို့တားဖို့ရှောင်ဖို့ရှားဖို့မင်းနည်းနည်းလေးကိုယ်နဲ့လက်လန်းမိတဲ့လူကိုပြောထားလိုက်ကျွန်တော်ပြောရမယ်အဲ့တရင်ကိုအခုပေးတဲ့လူကလည်းအဘအဝပဲပြောလိုက်ပါတဲ့ကျွန်တော်အခုစည်းစာတော့ကျွန်တော်မပြောဘူးနော်စည်းစာတော့ကျွန်တော်မပြောဘူးဒီတရင်ကိုဒါပေမဲ့ဘယ်နေရာတွေဘယ်မျိုးနေလေဆိုတာအတိအကျသိရရင်တော့သူကျွန်တော်တို့တရင်ပို့မယ်လို့ပြောတယ်ဒါပေမဲ့သူ့ကိုလည်းကျွန်တော်သူ့ရဲ့လုံခြုံရေးတော့ကိုကျွန်တော်ပြောထားတယ်မင်းလည်းဒီကောင်လည်းပြောပါဦးဒီကောင်ငါတိတယ်ငါတိတယ်ငါတိအဘာတပည့်ပဲလေဒီကောင် တချို့ဥစ္စာတွေဆိုရင်ဒီကောင်ဟိုဘက်ကိုနည်းနည်းလေးဒီကောင်တင်းပို့ငါ့ကိုပြောတယ်ဟုတ်အမေမတော့ငါလုတ်ခိုင်းတာကွာတဲ့မလားဟုတ်ပါပြီအဲ့ဒါငါတို့ပြောင်းလဲခြင်းနေပြီကွာတဲ့မလားပြောင်းလဲခြင်းနေပြီတက်ချုပ်ခေါင်းမာနေလို့ကွာအခုက220နဲ့နေမြို့တော့နေနေရတော့အေးအဲ့ဒါကဘယ်နေရာလဲဆိုတော့ကျွန်တော်အတိအကျသိနေတာသိနေတယ်ဟာတနည်းတစ်ခုနဲ့ကျွန်တော်တို့အနေပါပြောလို့ရတယ်အေးပေါ့ကွာဘာပဲဖြစ်ဖြစ်မြန်မာပြည်သူပြည်သားတွေအားလုံး220နဲ့4နေရာဆိုတော့တချို့ဥစ္စာတွေရှောင်ကြပေါ့ကွာရှောင်ကြရှောင်ကြ ကျော်ရမယ်ဆိုတော့ဒီလူငယ်တွေနဲ့ယောက်ျားလေးမိန်းကလေးလူငယ်တွေနဲ့လူလက်ပိုင်းယောက်ျားလေးမိန်းကလေးအကုန်ရှောင်ရှောင်တော့ပဲဟုတ်တယ်ဟုတ်တယ်နော်အဲ့အဲ့တော့ကျွန်တော်ရလာတဲ့တဲ့င်းလေးပေါ့နော်အဲ့တော့ဘာလဲဘာပဲပါကြည်ကြလို့နော်ကျွန်တော်ရကျွန်တော်ရှင်ပါငါစားတော့မစားကျွန်တော်ကွာလူတွေတေးကြအောင်မယ်တေးကြအောင်မယ်တချို့လုံနေတာမဟုတ်ဘူးတေးကြအောင်မှာမဟုတ်ဘူးတေးနေကြပြီတေးလာတာတေးတယ်နောက်ထပ်ကိုငါပြောနေရဒီငါတို့ရွေးကောက်ပွဲမပြီးမချင်းကိုငါတို့မှာပြဿနာရှိတယ်ငါတို့မှာမဟုတ်ဘူးပြည်သူတွေမှာပြဿနာရှိတယ် ျွန်တော်တို့ရဲ့ standard army เนาะကဘာမှာအဆင့်30ခုလောက်ဘာလို့အများအားကြွေးကြော်နေလဲဟို standard army ကြီးအခုလုတ်ပုံကဘာတကယ်အောင်အောက်တန်းကြတယ်နော်မင်းကပြောမယ်ကဘာမှာ30ခု30ခုနဲ့ငါတို့ပြော30ခုနဲ့ပေါင်းရင်ဘာဖြစ်လဲဘူးလေဒါပဲအခုဘူးဖြစ်နေပြီလေဘူးကြနေပြီလေဘာမင်းရဲ့လဲကျွန်တော်ပြောတာကကိုယ့်အကိုကြကြင်ကြပြည်သူတွေဒုက္ခမပေးပါဘူး30ခုနဲ့ပေါင်းတော့ဘူးဘူးကြနေပြီဒါပေမဲ့လူလုံးဝမလှဘူးဖြစ်နေတယ်ဟုတ်ပါပြီเนาะ ကြာကြာနေတက်ချုပ်ကလည်းယူချုံးမရဖြစ်လိမ့်မယ်။ဟိုသူယူမြန်မြန်ဖြစ်လည်းဖြစ်အပေါ့။အဲ့ဒီသူကတရားခံလို့ဖြစ်နေကြတာနော်။အဲ့ဒါကိုကျွန်တော်ပြောချင်တာ။ရလာတဲ့တရင်တို့ဒါဘာလဲ။ဘသူသေးသေးငတိမိုင်ပြီးတော့သူကောင်းစားဖို့ပဲကြည်နေတယ်။ခုနမင်းကငါပြောသလိုပဲမလုံပါနဲ့မလုံပါနဲ့ငါလည်းပြောတယ်။တခါကျရင်မာကြီးခေါ်ကလည်းမလုံနဲ့တုံတုံကြိုက်ငါတို့တနေရာတနိုင်ငံငါတို့ပြေးကြမယ်ပါ냐ဆို။သူအောင်ကိုခေါင်းမာနေတာခေါင်းမာတော့ခွေးမိကောင်ကြည့်တော့ဆိုဖြစ်နေ။ဟုတ်ကဲ့။အဲ့တော့ကျွန်တော်အခုမနက်ပိုင်းမှာကျွန်တော်တရင်လေးတင်ပြပေးမယ်။ နော်ဒါကလည်းကျွန်တော်ခုနကသတင်းနဲ့ဆက်ဆက်နေတဲ့သတင်းတွေပဲကျွန်တော်ပြပြပါတယ်လို့လို့လို့ဒါတော့ပဲမှာလဲဆိုအခုကျွန်တော်တို့ဟိုတော်လိုင်းရင်းမှာကျွန်တော်တို့ဟိုစစ်မြဲနဲ့ကျွန်တော်တိုက်ပွဲတွေဖြစ်နေတယ်ကျွန်တော်စကိုင်းစကိုင်းတိုင်းပေါ့နော်ဒီစကိုင်းတိုင်းဒီစကိုင်းမြို့ပေါ်မှာတဲ့ကျွန်တော်ဒီကျွန်တော်ရဲ့စကားမှာစစ်တက်ကြီးကနေပြီးတော့ကျွန်တော်ဒီဟိုနှင်းရဲစတိုက်နှင်းရဲစတိုက်ရှိပြီဒီဒီမနေ့ကနေဒီနေ့ပေါ့စပြီးတော့ကျွန်တော်ပြောရမလို့လက်ကောင်ကန်ကြီးလေးပေါ့နော်လက်ကောင်ကန်ကြီးမှာကျွန်တော်ဒီစကားမှာစစ်တက်ကြီးကနေဒီစကိုင်းမြို့ပေါ်မှာရှိတယ်ကျွန်တော်လူငယ်တွေကို လူငယ်တွေပေါ်တာဆွဲနေတာကျွန်တော်15ဦးတည်းမနေကျွန်တော်ပါသွားမျိုးလည်းသိရတယ်ဗျ။အော်မင်းကလေဒီ15ဦးတည်းမနေဆိုအဲ့လူငယ်တွေကလည်းငါပြောပြမယ်လေဟိုတော်လိုင်းတက်ဖို့ဝင်နေတယ်ဝင်လဲဝင်ဒါမှမဟုတ်လေဟိုတနေရာကိုပုံချောင်လဲပုံချောင်နိုင်ငံသားထွက်ရင်လဲထွက်အဲ့လိုလေအဲ့ဒါကိုပြောတာကျွန်တော်ခုနပြောတဲ့224နေရာဆိုတာဒီစကိုင်းကိုကျွန်တော်တို့မုံရွာတို့ဆိုတာမဖြစ်မနေပါမဲ့နေရာတွေဒီမြို့ပေါ်တွေနော်အဲ့နေရာတွေတတိထားရမယ်ပြီးတော့ကျွန်တော်ရန်ကုန်မန္တလေးတတိထားရမယ်ရန်ကုန်မှာလဲဆွဲမှာပဲ ပါအဲ့ဒါကြောင့်နော်ဟင်းနော်နော်ရှင်းရန်ကုန်ဆိုလို့ဒီမြို့ကြီးတွေပေါ်မှာဟိုငါတို့ဒီရွေးကောက်ပွဲအတွက်ပေါ်ဟိုအဲ့ဒါကျွန်တော်ပြင်တဲ့ရင်လေးပြောပြမယ် ကျွန်တော်ပြောပြမယ်ကျွန်တော်တတင်းလေးဒီအရာလေးဟုတ်ပြီဟုတ်ပြီအရှင်းလိုက်လေးကျွန်တော်ပြောပါမယ်နော်ဟုတ်ပြီဟုတ်ပြီဒီကကြောက်ခုနကတတင်းငါကျွန်တော်ဒီသတိုင်းမျိုးပေါ့မင်းနေမယ်တော့ငါ့ကိုမေးမေးမေးကျွန်တော်အကုန်တိတ်ထားပြီလားနော်ဘာလို့တိတ်ထားပြီလဲတတင်းလို့ကျွန်တော်တိတ်ထားအော်အဲ့လိုပြောစမ်းပါဟာမင်းကဘာလဲကွာမင်းငေါ့အသေးရောမလုံးနဲ့နော်ဟုတ်ကဲ့ပါပါဟာကျွန်တော်နည်းနည်းလေးလေးဘယ်နဲ့မှဒေါ်လာလေးလေးနဲ့ထွက်စရာရှိမင်းငေါ့ဒေါ်လာထွက်လာတာဘာလို့ထွက်လဲအဘာလို့လဲဒီလုတ်တဲ့တက်ချုပ်ကြီးလေးလုတ်တဲ့ကျွန်တော်ဒီဆက်ကမှကျွန်တော်စစ်တဲ့ကြီးဆိုတော့ဒေါ်လာထွက်နေတာနော်ဘာမှမဟုတ်တဲ့နာမည်ရတဲ့ဘာနာမည်ပေးတာလဲကွာ မအားလာတဲ့စကားမတဲ့ထားလိုက်တော့ပါရဲ့နော်အခုအခုခေစကားနဲ့ပြောရင်စကားမဆိုတာပါလေမိတိတယ်ကွာကျွန်တော်လည်းမပြောချင်ဘူးနော်ဟုတ်ပါပြီအဲ့ခုနကစကိုင်းမျိုးပုံမှာဖမ်းတဲ့လူငယ်တွေကိုဘယ်နေရာမှာထားလဲဆိုတော့အခုချိန်ကြီးတော့ဖမ်းစီးချုပ်နှောင်ထားတာကကျွန်တော်တို့ဒီမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေမှာဖမ်းစီးချုပ်နှောင်ထားလဲဆိုသိရတယ်ဗျဟာနော်အဲ့တော့လူငယ်တွေလည်းကျွန်တော်ဆောင်ရှားဖို့တော့လိုနေပြီနော်ပြီးတော့နောက်ထပ်တစ်ခုပဲတကင်းလေးတစ်ခုပေါ့ဒါကတော့ကျွန်တော်တိုက်ပွဲတွေလည်းပြင်းထန်နေတယ်ဆိုတော့တရချောင်းတရချောင်းမြို့မှာကျွန်တော်တို့ဒီ ဟိုကျွန်တော်ရဲ့စားကမတက်ကြီးပေါ့နော်ဟိုစားကမတက်ကြီးကကျွန်တော်ဂျားပြတ်တိုက်ခိုင်းရတယ်ခဏခဏကျွန်တော်ဒီလမ်းကြောင်းစစ်ကြောင်းတွေထိုးရနေမှာဟိုတော်လိုင်းတက်တွေကနေပျောက်ကြားစနစ်နဲ့ပေါ့နော်ဟိုကျွန်တော်တို့ဟိုတိုက်ခိုက်ခြင်းကိုခံနေရတယ်။ဒါဆိုဟိုထိတ်တိုက်ကျွန်တော်ဒီကျွန်တော်ရှိရအခုစစ်ကြောင်းထိုးရင်အရောက်အနည်းဆုံး၁၀၀လောက်ပါတယ်။အေးပေါ့။သူတို့ဒီဥစ္စာတော်လိုင်းကြီးတက်ဖို့ဝင်နေရပျောက်ကြားစနစ်နဲ့တိုက်တော့ငါတို့ဒီဘက်ကဒီချင်းညာတက်က၆ချားနေတာပေါ့။ဟုတ်ကဲ့အဲ့လို၆ချားပြီးတော့မလုပ်လဲဆိုတော့အဲ့လိုတော်လိုင်းကြီးတက်တွေကဂျားပြက်တိုက်ခိုက်တဲ့ကောင်ကိုသူက ဟိုစိတ်ဆိုးတယ်ဗောနော်စိတ်ဆိုးသူတို့တိုက်တော့ဆိုစိတ်ဆိုးစိတ်စိတ်ဆိုးတယ်လို့ပြောတော့လင်မယားမှမဟုတ်တာစိတ်ဆိုးပြီးတော့ဘာလို့ဒီလိုအဲ့လိုတက်ရမလားဆိုသူတို့ကဘာပြန်လုပ်တယ်ထင်တယ်သူတို့လာတိုက်တယ်တော်လိုင်းကြီးတက်တယ်ကိုပြန်မတိုက်ဘူးဘာလို့လဲဆိုအဲ့ကျွန်တော်တို့ဒီဟိုဈာပြတိုက်ခိုက်ခံရတဲ့နေရာနဲ့နီးစပ်တဲ့ရွာပေါ့အနီးစပ်ရွာဘဲလောက်ကြောက်ကြောက်နေကားရွာ ကြောက်လေကားရွာကိုအဲ့ကြောက်လေကားရွာတွေကိုဝင်ပြီးတော့အဲ့ကြီးကရွာတွေကပစ္စည်းတွေအကုန်ယူယူပြီးအိမ်89လုံးမီးရှို့ပလိုက်တယ်တဲ့။အော်အခုဆံဘာဖြစ်နေတော့အရင်တော့ငါတို့ပြောပြောနေတယ်ကျွတ်မနိုင်ကြီးမီးနဲ့ရှို့မဟုတ်ဘူး။အဲ့ပုံစံဖြစ်နေပြီပါ။တော်လိုင်းတက်ဖွဲ့ PDF တွေကိုမနိုင်ရွာတွေဝင်ပြီးတော့ခိုးဆိုးလူနိုင်ဖြစ်နေတယ်။အဲ့ကူအဲ့လိုဖြစ်နေတယ်ပါ။အော်ပြောတာကလမ်းမှာဖြတ်တိုက်ခံရတယ်ဖြတ်တိုက်ခံရတယ်ဆိုရင်ကျွန်တော်ပြောတိုက်တဲ့ဒီတော်လိုင်းရဲဘော်တွေကိုယောက်ျားချင်းချင်းလက်ကြိုက်တိုက်လေကျွန်တော်ကတတိရှိလား။မင်းပြောသလိုဆိုရင်ဟို တော်လိုင်းတက်ဖို့ဒီလာတိုက်တယ်လာတိုက်လို့ငေါတီးကမနိုင်တော့ဘူးလားမနိုင်တော့ဘူးမနိုင်တော့ဘူးဆိုရင်ဂျွာတဲ့ကိုဝင်ပြီးတော့ဂျွာတဲ့ရဲ့ပစ္စည်းတွေခိုးတယ်ဟုတ်တယ်နော်မီးတွေရှို့တယ်အဲ့လိုဖြစ်နေမီးရှို့တာတိန်နေမို့89အိမ်တော့ပါ89 89လုံးတိန်နေမို့ဘူးလားဟုတ်ဘူးဟာဒီကောင်တွေအေးဖို့ကွာဒီကောင်တွေကဟိုငါအမြဲတမ်းပြောပြောနေကြဥစ္စာလေးကွာဒီကောင်တွေကဟိုစစ်တမ်းရဲထဲမှာနေခဲ့ရတော့ကွာဟိုအိမ်ရဲ့တံမိုးဒီကောင်တွေကသိတာမဟုတ်ဘူးသိတာမဟုတ်ကြောက်ခိတာမဟုတ်တော့အိမ်နဲ့နေရနေခဲ့ရတာမဟုတ်ဘူး ဘလို့ပဲဖြစ်ကိုချင်းစာသိဆိုတာမရှိတော့ဘူး။အော်ဒီကောင်လေးကအိမ်နဲ့မနေခဲ့ရဘူးလေကွာ။မင်းစစ်တမ်းရမှနေတာ။တမ်းရမှနေတဲ့လူကတမ်းရစိတ်ထက်ပဲရှိမယ်လေ။နေရတာမှန်တယ်ကျွန်တော်ပြောလာတာ။ အခုညာအဘကိုကျွန်တော်တိုက်ခိုက်တယ်ပဲထားအဘတိုက်ခိုက်အဘကကျွန်တော်ပြန်တိုက်ခိုက်လေကျွန်တော်ပဲပြန်တိုက်ခိုက်ဘာဖြစ်လို့မဆိုင်တဲ့လူတွေတွားပြီးလောက်ရတာတော့အဲ့ဒါပဲကွာအဲ့ဒါပဲတန်းရမှနေတဲ့လူတွေတန်းရစိတ်တယ်ပဲရှိသေးတယ်အေးတန်းရတယ်လူကပြားတယ်သဘောပေါက်တယ်ဟုတ်ပါပြီဟုတ်ပါပြီအင်းဟိုဆက်လက်ပြီးတော့ဟိုသတင်းလေးကျွန်တော်တင်ပြရရင်ဒီကလည်းကျွန်တော်တို့ဒီမတရားဖမ်းဆီးနေတဲ့သတင်းကိုပဲကျွန်တော်ပြောရမှာပဲဟောလောက်လာပြီကွာမင်းရလေတနိုင်ငံလုံးလောက်လာပြီလေအဘကငါပြော224နေရာကြီးနေရာကြီးတော့ဒီနေရာကြီးပါပြီထင်တယ်ကျွန်တော်ပြောဒီကကြတော့တထုံမြို့နေ နော်အာတထုံမြို့နယ်နဲ့ကရင်လေးစိတ်ရွာပေါ့နော်ကရင်လေးစိတ်ရွာတထုံတထုံဆိုတော့မွန်ပြည်နယ်လေကွာဟုတ်ဟုတ်တယ်လေကရင်လေးကဘာလို့အဲ့ကိုသွားတာလဲမသွားခိုင်းနဲ့လေကရင်လေးကိုကျောင်းမုံနဲ့ကရင်နဲ့ကျောင်းအဆက်လေးအဆက်လေးအဆက်လေးရှိတယ်လေအဲ့ဒီကရင်လေးစိတ်ရွာကိုတဲ့ဒီကျွန်တော်တို့ဒီစကောက်မှာတက်ကြည့်ရဝင်းရောက်စင်းနေတယ်အဲ့ရွာကိုတက်တယ်နဲ့နဲ့နေပေါင်းဒီစီးရောဘာလို့နင်းတာမနင်းခိုင်းနဲ့လေစီးရောနင်းဟိုဘက်ကငါတို့ရန်ဘယ်လိုသွားမလဲစီးမနင်းခိုင်းနဲ့လေအပစီးရောနင်းတာမဟုတ် အဲ့ရွာကိုစစ်ကြောင်းထိုးပြီးဝင်အောင်ဆင်းနေတာမတည်ဘူးမတည်ဘူးငါဆော့ဆော့ sorry 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 ကျွန်တော်ပြောတာကတော်လိုင်းတက်တွေရှိလို့မဟုတ်ဘူးဒီရွာကိုပြည်သူတွေနေတဲ့ရွာကိုဘာကြောင့်အလုပ်ကြီးဆင်းနေတာရောဒီလိုဟိုရန်သူတွေတပုံတွေလိုထင်ပြီးတော့အဲ့လိုဆင်းနေတာရောကျွန်တော်ပြောတာမင်းတို့ငါပြောပြမယ်မင်းတို့ငါပြောပြမယ်ငါတို့ဒီ DSC ကနေပြီးတော့ငါတို့ဥစားတင်းနှန်းစင်းတော့ကွာအဲငါဟိုစင်းစင်းချင်းပေါ့ကွာမင်းဥစားလပိုင်းပိုက်စီတဲ့တပွင့်တပွင့်နဲ့ပေါ့ကွာ ဲ့ဒီအချိန်မှာငါတို့ကဒီတက်မမူးအိမ်ငါတို့ကရောက်သွားတာတက်မမူးအိမ်ရောက်လို့သူ့သားကနည်းနည်းအခုခင်းနေပြောရင်ဂေါ်လီဘော့ကွာတရားမလားအဲ့လေအဲ့ဒီမှာဖအေလုတဲ့လူကရှေ့တန်းထွက်မဲ့ဥစ္စာသူ့သားကပျော်နေတာပျော်နေဟာဟာမပျော်လားဟာတားလေငါအိမ်အိမ်မှာအဆောင်ပေးရတာဟုတ်တားလေမင်းဘာလို့ပျော်နေရလဲအဖေလုတဲ့လူကရှေ့တန်းထွက်နေရဆိုတော့မဟုတ်ဘူးတဲ့တားကဒီမှာကားအစ်စ်သားလဲလို့ရပြီတဲ့ဟာဘာဖြစ်လို့လဲ ဖေဖေရှင်းလန်းပြန်လာရင်တဲ့တောက်ဥတွေရတဲ့ပတ်စံတွေပပါလာတာလေးတဲ့။ဒါဒီကားယူသားမကြိုက်တော့ဘူးတဲ့။ဖေဖေပြန်လာတယ်တဲ့။ဒီကားကိုရောင်းပြီးနောက်ထပ်ကားအစ်စ်တစည်းသားဝယ်တော့မယ်တဲ့။ဆိုတော့တိုက်ပွဲသွားတိုက်တာဟိုးလုံးနဲ့ရတော့တိုက်ပွဲတိုက်တယ်ဆိုတာရန်သူနဲ့ကိုနဲ့တူတင်ကိုတင်ချတာမဟုတ်ဘူး။ရန်သူတွေရဲ့တက်စခန်းတွေဘာတွေဝင်စီးပြီးတော့အဲရန်သူတွေရဲ့ပစ္စည်းတွေ ရန်သူတွေကနေပြီးတော့အဲ့လိုမျိုးဟိုဘယ်လိုခေါ်မလဲကွာဒီမောင်ခိုတွေပေါ့ကွာပြောရရင်ရန်သူတွေကိုတိုက်တာမဟုတ်မောင်ခိုတွေကိုတိုက်တာမောင်ခိုရွှေမောင်ရွှေမောင်ကိုရေရှိမယ်ဘိမီမောင်ခိုတို့ဘာလို့အဲ့နာတိုက်ပြီးတော့သူတို့ပတ်စံတွေအကုန်လုံးယူလာတာအဲ့ဒါမလို့ဒီအဲ့ဒါကိုတက်ချုပ်ကတိနေတယ်တက်ချုပ်တို့ငယ်တုန်းကအဲ့ဒါတွေပဲဟုတ်တိနေတယ်တိုက်ပွဲတိုက်ရင်သူတို့ကစီးပွားဖြစ်တယ်ဆိုတာတိနေတယ်အခုလည်းဒီအဲ့အချင်းတွေကပါလာတဲ့တွေ့သူတို့ကဒီမှာတိုက်ပွဲတိုက်တယ်ဒီဘက်ကဂျွာတွေကိုမီးရှို့တယ်အိမ်တွေပေါ်တက်လူတယ်ဒါပဲဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါတော့ကျွန်တော်လည်းသိတယ်ဟုတ်ဆိုကျွန်တော်ကငယ်ချင်းတယောက်လည်းအဲ့လိုပြောဘူးတယ်သူကနောက်တန်းမှမနေချင်ဘူးရှေ့တန်းကိုပဲထွက်ချင်ဟုတ်တ တယ်။မင်းကဘာလို့ရှေ့တန်းကိုထွက်နေလဲ။ရှေ့တန်းမှာအန်နေအသက်အန်နေရှိတာ။ဟာရှေ့တန်းပတ်ဆိုင်ရတယ်တဲ့။ပတ်ဆိုင်ရတဲ့ပြင်တဲ့။နောက်တန်းမှာဆိုရင်လက်နဲ့တော့ထမင်းစားရတာရှေ့တန်းမှာဇုံးနဲ့ခင်းနဲ့စားအေးပြီးတော့ရှိသေးတယ်အဲ့ဒါမှမရဘူးဆိုရင်ရှေ့တန်း AC ပဲငေါ့တဲ့ဒီအဲမောက်ကိုပစ္စည်းတွေဘာညာမရဘူးဘာညာဆိုရင်ကျိုးနေခုတ်ပြီးရောင်းလို့ရဟုတ်တယ်မဟုတ်ခုတ်စရာတော့မလိုဘူးပါကျွန်တော်ကျွန်တော်တကယ်ချင်းကဘာပြောလဲမလဲလက်လွဲလေးပဲဘာပြောလဲမလဲဟဲ့အောင်ရှေ့တန်းတော့ပတ်စံဘလို့ရရတည်လားဒီမှာငါတို့စကန်ရှိရတော့တဲ့အဲ့စကန်ရှေ့တမိုင်လောက်မှာဓမြတိုက် ဲ့ဓမ္မဘူးလေးတည်တာငါတို့ပဲအေးအေးဟုတ်ထွက်ထွက်ထွက်ထားရထားရထားရတော့အဲ့တော့ဒီကဆက်လက်ပြီးကျွန်တော်တတင်းလေးကျွန်တော်တင်ပြပေးမယ်ဒါကလည်းဘာလဲဆိုတော့ကျွန်တော်တို့ဒီခုနပြောဆိုပေါ့ကျွန်တော်တို့တထုံမျိုးနဲ့ကင်လေးစရောကျွန်တော်ဒီစစ်တပ်ကဝင်းအောင်ဆင်းနေတယ်အဲ့ဆင်းနေပြီးတော့ကျွန်တော်အသက်73နှစ်အရွယ်ကလေးတွေအပါဝင်အသက်73နှစ်ပဲရှိသေးတယ်နော်စလုံးနဲ့အရွယ်ကလေးအပါဝင်ပြည်သူကျွန်တော်35ဦးပေါ်တာဆွဲထားပါတယ်။ဟုတ်ပါတယ်။တခုံနော်။ တော်ပြီဟုတ်ကဲ့လူတွေကလည်းကွာခုငါတို့ရက်ကွက်တွေမှာပေါ်တာဆွဲတယ်မလားဟုတ်ကဲ့ပေါ်တာဆွဲပြီးရက်ကွက်ယုံနေမှာထားတယ်မလားဟုတ်ကဲ့ရက်ကွက်ကလူတွေညင်အဲ့ဒါပြောတာလေပြီးပြီလေအဲ့ဒီဘုံထဲတော့ဖောက်ကြရမလို့မိကွာဒါအချုပ်လည်းမဟုတ်ထောင်လည်းမဟုတ်ဘူးလေရက်ကွက်ယုံအနောက်ကနေပြင်းများနှစ်ချက်သုံးချက်ဆွဲခွာပြီးမင်းတို့ပြေးကြပြေးကြလှုပ်လို့ရတယ်လေငါပြောလူညင်ဘာဖြစ်လဲဤတော်ကျွဲဖြစ်တယ်ဟုတ်ပါဟုတ်ပါရက်ကွက်နေတဲ့လူတွေကအချောက်တရားတွေကို ရှိနေတာပေါ့အဲ့လိုဖြစ်အောင်လဲဘာလို့အုပ်ချုပ်ထားတာလေ။အော်မင်းကတခါခါကျရင်လေသူတို့ငါတို့ကွာအခုပြောနေတာပဲသူတို့နည်းနည်းတက်တိလေးပါလေမွေးပေါ့ကွာမင်းကလေငါတော်မှဒီစစ်တပ်အရာရှိဖြစ်ပြီးတော့အကြီးအကဲတယောက်ဖြစ်ပြီးတော့ငါတော်မှဒီလိုမျိုးပြောနေရဆိုရင်ရက်ွက်ထိုင်ကနေတဲ့လူတွေကွာ ဒီတစုတစည်းလေးလုတ်ပေါ့အီရောင်ကျွဲဖြစ်သေးတာပဲလူကြီးဟာပါရဲ့အဲ့လိုမဖြစ်အောင်လဲဘာလို့ကသွေးခွဲပြီးတော့ဘာလို့အုပ်ချုပ်ထားတာလေပါရဲ့နော်ဟာလိုက်တော့ဟောထောက်တော့ပြော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 ဆက်လိုက်ပြီးတော့ကျွန်တော်ဒီဒီခါကျတော့အဘာတို့ရဲ့ကျွန်တော်တို့ရဲ့ဒေါက်တိုင်နေပြောရမလို့ဒေါက်တိုင်နေဟိုဒေါက်တိုင်နေရဲ့ဟိုအောက်မှာကျွန်တော်တို့မတမာဘူးလေလုတ်နေတယ်ဆိုတာအကြောင်းနေရလဲကွာသူသူမလေးကျွန်တော်မမှန်လို့လား မမမှန်တယ်လေအဲ့ဒါရေငေါက်ထက်ကထက်ကမပြောနဲ့လို့အနာဘောထုတ်ကြပါများတော့နာတယ်ဆက်တယ်ဟောဒါတော့အပိုင်အနာရှိရင်ဆက်ပါဘွာဘာရေဟုတ်တယ်မလားဒီကကျတော့ကျွန်တော်မြောက်ဒီမျိုးမြောက်ဒီမျိုးမှာကျွန်တော်တို့ခရိုင်လာဝကမူอืมနော်အဲ့ဒီမြောက်ဒီမျိုးရဲ့ဒီခရိုင်လာဝကမူကဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီအခုဆိုရင်အပေါ့စမတ်ကတ်တွေလောက်အောင်မယ်စမတ်ကတ်တွေလောက်အောင်မယ်ဆိုပြောတယ်လေပြီးတယ်ဟောအကျွန်တော်တို့ကစမတ်ကတ်တွေလောက်အောင်သေးတာပဲအဲ့ဒီစမတ်ကတ်တွေလောက်ဖို့အတွက်ကိုတဲ့ကျွန်တော်တို့ဒီပြည်သူတူဦးလျင်တူတူကျွန်တော်ပြောမယ်ကျွန်တော်တို့ရဲ့မြန်မာငွေတော့မဟုတ်ဘူးနော်ကျွန်တော်တို့ရဲ့မြန်မာငွေတော့မဟုတ်ဘူးထိုင်းဘတ်ငွေอืม ဒီလူတအုပ်ကိုကျွန်တော်တို့တပေါင်းကနေတပေါင်းခွဲထိတောင်းနေပါတယ်အပစဉ်းစားကြည့်လားမြန်မာဝင်မဟုတ်ဘူးเนาะတပေါင်းတပေါင်းခွဲဆိုတာဟေ့ဟေ့အဲ့ဒါအဲ့ဒါဆိုရင်တပေါင်းဆိုရင်ပဲမင်းရလေတပေါင်းဆိုရင်လည်းအခု7သိန်းကျော်သွားပြီ12သိန်းလောက်ပြည့်နေပြီပြည့်နေပြီတပေါင်းကနေတပေါင်းခွဲဆိုအနည်းဆုံး15သိန်း16သိန်းကိုပေးနေရတယ်လူတို့အဲ့စမတ်ကလေးကိုလုတ်ဖို့အတွက်ကိုဘာလို့အဲ့ဒါမဖြစ်သင့်တဲ့အရာเนาะဟုတ်ဟာလားอีบออีบออีบอดีตะชกกว่านี่แล้วตู่ค้านลูกย่าอ๋อตู่ค้านจริงๆโนค้านลูกย่าอ๋อออกกว่าหลูเนี่ยอัจฉิ ကြကြစားနေတာလေသူဘာမှမပြောအချင်းပြက်ချစားနေတာလေသူဘာမှမပြောတော့ဟုတ်တယ်ဗျအဲ့ဒါလေးတော့တခုရှိရဲ့နောက်နောက်တဲ့ဇနင်းလေးကျွန်တော်တခုပြောပြအောင်မယ်အင်းအဲ့ဒါဘာလဲဆိုကျွန်တော်တို့ဟိုမတော်ကျွန်တော်အများနဲ့ပြောပြောနေသလိုပေါ့ကျွန်တော်ရန်ကုန်မှာပြန်ဆုံမယ်ရန်ကုန်မှာပြန်ဆုံမယ်ငါမကြားကျင်တဲ့ဥစကားလေးကွာငါမကြားကျင်တဲ့ဥစကားလေးကွာမကြားကျင်တဲ့ဥစကားလေးဆိုတော့လည်းမကြားကျင်ဘူးတော့ဟုတ်မကြားတော့မရဘူးတက်ချုပ်ပူတော်ဆိုးသေးတယ်တရင်ပြတ်တော့လည်းကျွန်တော်ပြောရတော့မှာပဲเนาะပြောပြောဟုတ်ကဲ့ဒီကကျွန်တော်ဒီရန်ကုန်တိုင်းနဲ့ကျွန်တော်တို့ဒီမြောက်ကလာဘ မြို့နယ်ပေါ့နော်ဒီမြောက်လာမြို့နယ်ရွှေဘောက်ကံမြို့နယ်ပေါ့ခေါ်လာတော့သူကမြောက်ကလာနဲ့ရွှေဘောက်ကံကဲ့ရဲ့ကိုငါတိတယ်တိတယ်တိတယ်မသိမှကြောက်လို့ပြောပြတာအော်မင်းငါလဲကွာငါအဲ့လောက်ဒီဒူရဲအားတယ်လူများအောင်းမင်းနဲ့တက်ချုပ်လူများအောင်းမင်းနေတာဟုတ်ပါပါအဲ့ဒီရွှေဘောက်ကံမြို့နယ်မှာရှိတဲ့ကျွန်တော်တို့20ရက်ွက်ပေါ့နော်နစနေရက်ွက်ရဲ့ကျွန်တော်အုတ်ချုပ်ရင်မူယုံအင်းအဲ့ဒီအုတ်ချုပ်ရင်မူယုံမှာဒီအုတ်ကြီးနဲ့ကျွန်တော်ဒီနော်ဟိုကပူဇော်ဒီပူဇော်ဒီဆိုတာလူမိုက် ဒီမျိုးနဲ့ပြူစောတိဆိုတယ်ဟောငါတိပြီကွာမင်းကလေရှေပေါက်ခံရေကျွန်တော်ဟိုပါဘောခိုးဆိုးလူလိုက်ပါညာလူလိုက်တွေပါညာပါပါဘောတိတယ်ဇိုးတွေထားပေးတာဒါအဲသူတို့နဲ့ပူးပေါင်းနဲ့အဖွဲပေါ့အုတ်ကြီးနဲ့ပူးပေါင်းပြီးဘာလို့လဲဆိုတော့ဒီရက်ွက်ထဲမှာကျွန်တော်တို့ဒီစစ်မှုထမ်းဖို့ကျွန်တော်တို့လူငယ်တွေပေါ်တာဆွဲတယ်ပြီးရင်ကျွန်တော်တို့စစ်မှုထမ်းကြီးတွေကောက်ခံတယ်ပြီးရင်ပြည်သူတွေကိုကျွန်တော်မတရားဖိနှိပ်ချုပ်ချယ်နေတယ်အမျိုးမျိုးနှိပ်စက်နေတဲ့အတွက်ကြောင့်တဲ့ကျွန်တော်ဒီရွှေပေါက်ခံ20နှစ်ရက်ွက်ကအုတ်ကြီးယုံကိုတော်လိုင်းတက်တွေကနေကျွန်တော်တို့လက်ပြုံနဲ့မိုင်းနေနဲ့ကျွန်တော်တို့ပြစ်ခတ်ပြီးတော့ကျွန်တော်တို့ ဖောက်ခွဲလိုက်တယ်သိရပါပါဘလူးတွေတွေ့သွားတယ်ဘယ်နှစ်ယောက်တွေ့သွားလဲငါတို့ဘက်ကဟုတ်ကဲ့အဲ့တော့ချက်ပြီးတော့ကျွန်တော်ပြောမယ်ဘာလီပါသွားတယ်ဘာလီပျက်စီးသွားတယ်ဟုတ်တယ်တုတ်ဆမ်းပါအုတ်ချုပ်ရေမှုယုံဆိုတာပါရဲ့ကျင်းချင်းလေးပါအဲ့ကျင်းချင်းလေးကိုဒီလက်ပြုံးနေမိုင်းနေနေပြစ်တယ်ဆိုတော့ဗမထိကိုင်ထိကိုင်မှုတော့ရှိမှာပဲเนาะဒါပေမဲ့ကျွန်တော်ပြောမယ်အဲ့မှာကျွန်တော်ပြူတွေဘယ်နှစ်ယောက်တွေ့သွားတယ်အုတ်ကြီးတွေလားရှင်လား နော်ချိန်မှုတွေယာမှုတွေဘယ်သူတွေပါွားလဲဘယ်လောက်တွေတန်ရရလဲဘယ်လောက်တွေတည်ရဲဆိုတော့ကျွန်တော်အတိအကျမသိသေးဘူးတကယ်လို့သိရင်အပေါ့ကိုထပ်ပြီးတင်ပြပေးမယ်ဟာအဲ့တော့အမင်းအမင်းကခုနပြောသလိုပေါ့ဟုတ်ကဲ့ဒီဥစ္စာကနေပြီးတော့ဒီတက်ချုပ်ကနေပြီးတော့အောက်ကလူတွေဘာလို့လို့ तू ကမသိကြအောင်ဆောင်နေရ။ဘာလို့ तू ခိုင်းလို့ရအောင်လုပ်နေရလဲ။တကယ်တကယ်မင်းတက်ချုပ်ကိုသွားမေးကြည့်လိုက်။မြန်မာနိုင်ငံကိုအုပ်ချုပ်မယ်အုပ်ချုပ်မယ်တမရလုံမယ်လုံမယ်ရွေးကောက်ပွဲကြီးလုံမယ်လုံမယ်လို့ပြောတယ်။တက်ချုပ်ဟုတ်ပါပြီဟုတ်ပါ။မြို့ငါပြောပြမယ်။ဟုတ် စံတပြီဘလောက်လဲလို့သွားမေးကြည့်လာမယ်စီးတစ်ဆယ်သားဘလောက်လဲလို့သွားမေးကြည့် तू သိရင်ငါပန်းရိုက်ခံတယ်ကွာလာမယ်အဲ့တဲ့ရင်နေကျွန်တော်အခုမလာရင်တော့ညနေကျဒါလည်းပြမြန်မာနိုင်ငံကြီးကိုအုပ်ချုပ်ဦးမယ်လေညနေကျထက်လာခဲ့စံပယ်ဆေးလဲစီပယ်ဆေးလဲမသိဘူးဟုတ်ပါပြီကျွန်တော်ညနေကျအဲ့အဲ့ရအသေးစိတ်ကျွန်တော်ရှင်းပြပေးမယ်ဒီကဆက်လက်ပြီးအလားတူကျွန်တော်ရန်ကုန်ကအခုနအပပြောဆိုပြည်သူတွေကငြိမ်နေတာမဟုတ်ဘူးနော်အာပြည်သူတွေကငြိမ်နေတာမဟုတ်ဘူးဒီလောက်ပြိနေနေတယ်ပြောစရာရှိပြောလိမ့်ပါခုနလိုမျိုးအလားတူဖြစ်စဉ်မျိုးဘာမှဖြစ်လဲဆိုတော့တောင်းကြလာမှမျိုးတယ် ဟုတ်နော်ရန်ကုန်တိုင်းတောင်ကုလားခုနောက်ဆိုတော့ကိုဘာလဲခုဘာလဲရွှေပောက်ကန်ဆိုလဲမြောက်ကလာပဲထားလိုက်တော့ဟုတ်ကဲ့မြောက်ကလာနဲ့တောင်ကလာကဲ့ရပဲဟာနော်ဒီကကြတော့ဒီတောင်ကလာဘာမျိုးနေတဲ့ဆယ်ရက်ကွယ်ရုံးဟာရုံးဆယ်ဆယ်ရက်ကွယ် 唔是，我都不不理他有事用啦。唔有事用咪先嘅，誒，不理有事用先嘅就三块有。哎，那么的特產，我特產我就買得嚟買嚟，哎，買得嚟先，唔係買得嚟先嘅你講。冇冇有事咯嘛？你你你你呼吸嘅嘢。h 好的好的好的。o l 三块有 h o 你先過油嘛咧？有呢就做，就做。點做呢？偷嚟呢，係咪？如果呢邊做的個，咪睇下邊呢抽成呢的，邊呢就做？我我大家衰啦啲的，啲，邊先冇得做就做。睇下我擺下都要，咪睇下佢哋邊生意平呢？透明生意的，會做，就做。做落落屎落屎都平呢？ အခုဆိုင်ငယ်မောင်းတဲ့လူတွေအဲ့ရောက်ကောင်မှဘယ်လိုဖြစ်နေလဲတရားအဲ့ဆိုင်ငယ်ဘေးတွင်းမောင်းတဲ့လူတွေကလေသူတို့အိမ်ကြီးထုတ်ပေးထားရမလားအဲ့အိမ်ကြီးထုတ်ပေးထားဆိုင်ငယ်သမားတွေကမင်းတို့ငါမဖမ်းဘူးဒါပေမဲ့မင်းတို့အဲစင်းစင်မင်းတို့လိုက်ရဩဘေးတွင်းတွေကိုပြေးဆွဲဖို့လုပ်ခိုင်းတာလားကွာအဲ့တော့အဲ့ဒီလိုမျိုးစိုးသွမ်းနေတဲ့ကျွန်တော်ဆယ်ရဲကွာကအုပ်ကြီးယုံကိုတဲ့ကျွန်တော်တော်လိုင်းတက်တွေကကျွန်တော်တို့ကလက်မပုံနဲ့ကျွန်တော်တို့ပြစ်ခတ်ပြီးကျွန်တော်တို့ရှင်းလင်းရမှာကျွန်တော်တို့အသေးအပြောက်ဘယ်လောက်များလဲတော့မသိဘူးလူနာရင်ကားတွေကတော့ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဖြစ်နေပါတယ်တဲ့နော်ဟာ အဲ့ဒါဆိုရင်မင်းပြောသလိုဆိုရင်တောင်ဥက္ကလာဟောမြောင်းဥက္ကလာဟောဟုတ်တယ်ဖောက်ခွဲမှုတွေခံရရတယ်ဆိုတော့မကြမီရန်ကုန်မှာပြန်ဆုံပြီးတော့ငါတို့စက်တန်းနဲ့ကြီးကန်ကုန်တော့မှာဘောကွာဒါဘော